ကျောက်ဖီယုံတီးရဲ့ကျမ်းမာရေးအကျိုးကျေးဇူးများရှင်းစင်းကျမ်းတစ်ဆောင်မှာ ခန္ဓာကိုယ်တီးတွယ်ပေါ်ပါကျမ်းမာခြင်းရင်ကျောက်ဖီယုံတီးအမြဲစားဝှချင်ရင်တော့မစားနဲ့လို့အကြံပြုခဲ့ကြပါတယ်ကျောက်ဖီယုံတီးကိုသိပ်ပံအမည်အနေနဲ့မီနီကာစာ hospital လို့ခေါ်ပြီးတော့အရှိတောင်အရှာကနေစတဲ့စိတ်ပြိုးတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။နှွေပင်မျိုးဖြစ်ပြီးတော့အသီးဟာဖျဲသီးနဲ့ ဆင်တူပါတယ်မင်္ဂလာပါရှင် AY YouTube Channel မှာရွေးထည့်လိုက်လဲဆိုကြိုဆိုပါတယ်ရှင်ယခုတစ်ခါရွေးချယ်ထားတာကတော့ကြောက်ဖြုံဒီရဲ့အကြောင်းအကျိုးကျေးဇူးအတုံးပြုပုံတွေကိုတင်ဆက်သွားမှာပဲဖြစ်ပါတယ်ရှင်နားဆင်ကြည့်ပါဝင်ရှင် This video is intended for educational purposes only and should not be considered medical advice. If you had any concern about your health, please consult a qualified healthcare professional directly ကျောက်ဖျုံပင်ကဘူးမျိုးရင်းဝင်ဖြစ်ပါတယ်အင်္ဂလိပ်ညီကတော့ white puffing လို့ခေါ်ပါတယ်တနည်းခံနွယ်ပင်မျိုးဖြစ်ပြီးတော့ပင်စီမှာအဖြူရောင်ဒါမှမဟုတ်တန်ကြီးရောင် အမွေးကလေးများဖုံးလွှမ်းနေပါတယ်။အရွက်ကတောက်ပတဲ့အစိမ်းရောင်ရှိပါတယ်။အရွက်ပုံစံကတော့နှလုံးပုံတံတန်ဖြစ်ပြီးတော့အဝိုက်၅ခုကနေ9ခုရှိပါတယ်။ အရွယ်မှာအမွေးမြင့်ကလေးတွေပါရှိပြီးတော့အောက်ဖက်မျက်နှာပြင်မှာပိုပြီးတော့ပါပါတယ်။အပွေးကအဝါရောင်ဖြစ်ပြီးတော့အပွင့်ကြီးပြီးပွင့်ထီးဖြစ်ပါတယ်။အသီးပုံစံကတော့စလင်ဒါပုံဖြစ်ပြီးအစိမ်းရောင်နဲ့အဖြူရောင်ရောနေပါတယ်။အသီးနှုတ်စင်မှာအခွန်ပြော့ပြီးရင့်တဲ့အခါမှာအခွန်မာပါတယ်။အခွန်ပေါ်မှာအမွေးကျန်းကလေးများ ပါရှိပါတယ်။အစိမ်းများစွာရှိပြီးတော့အဖြူရောင်ရှိပါတယ်။အသီးနဲ့အရွက်မှာအမွေးအမြင် အကျန်းကလေးများပါရှိတဲ့အပင်ဖြစ်ပါတယ်အပြီးရွက်တွေမှာအမှုအမြင်လေးတွေပါတာဟာတိုင်းစေးပညာဓာတ်သဘောအရာအာကာသဓာတ်ပါရှိတဲ့သဘောဖြစ်ပါတယ်ဒါကြောင့်ကြောက်ဖြုံဒီနဲ့ကြောက်ဖြုံရွက်ဟာအပိစာ အသက်စာမဟုတ်ပါဘူးအပွင့်စာအသက်စာဖြစ်ပါတယ်ကြောက်ဖြုံပင်ရဲ့အပွင့်အသီးအစိအမြင့်တွေကိုဈေးအဖြစ်အသုံးပြုလို့ရပါတယ်အသီးကိုတော့ပိုးပြီးအသုံးပြုကြပါတယ် ကြက်ဖီုံဒီကအေးချို အနေငယ်ငယ်နဲ့အရတာရှိပါတယ်။ခန္ဓာကိုယ်အပူကိုငိမ့်စေပြီးအစိတ်အတော့ကို ပြေစေတဲ့အသီးဖြစ်ပါတယ်။ကြောက်ဖီုံဒီကိုစိဖတ်ဝင်တယ်လို့တမထားပြီးတယုံရိုးရာတိုင်းရင်းစိပညာအာယူဗေဒစိပညာစတာတွေမှာ အသုံးပြုကြပါတယ်။ယနေ့အခါမှာတော့စိဖတ်ဝင် အကျိုးရှိတယ်ဆိုတဲ့အကြောင်းကိုသိပ္ပံနီးကြပြေသနာတွေအနေနဲ့ပါအတည်ပြုလာကြပါတယ်။ ယနေ့ခေတ်စေသိပ်ပံပညာရဲ့သူတေသနပြုမှုအရာသိရှိရတာကတော့ကြောက်ဖယုံသည်ဟာ အခြားဟင်ဒီဟင်းရွက်တွေနဲ့ခြားနားမှုကကြောက်ဖယုံသည်မှာအဆီဒန်လုံးဝကင်းပါတယ်။ဆိုဒီယမ်စာဓာတ်နှိပ်ပါပါတယ်။ဖောဖောတီတီစီးပွားစီတဲ့အကျိုးအာနိသင်ရှိပါတယ်။ဒါကြောင့်ဝါတဲ့လူတွေအမြဲစားပေးရင်အဆီကျစီတဲ့အကျိုးတည်ရောက်မှုရရှိစေပါတယ်။ ကြောက်ကဲ့ရောင်ရမ်းပြီးဖိုးရောင်တဲ့လူတွေကြောက်ဖျုံဒီစားရင် အဖောကျစေပါလေ။သွေးချိုစီးချိုယောဂရှိသူနဲ့သွေးသူယောဂရှိသူတွေအတွက်အင်မတန်မှတင့်တော်တဲ့ဟင်းလျာဖြစ်တယ်လို့ဆိုရမှာပဲ။ကြောက်ဖျုံဒီမှာရေဓာတ်များပါဝင်တဲ့အပြင်တန်ဖိုးညစ်မာတဲ့အာဟာရများပါဝင်ပါတယ်။ကြောက်ဖျုံဒီမှာပရိုတင်း၊ကစီဓာတ်၊ကာဘိုဟိုက်ဒရိတ်၊ထုံးဓာတ်၊မီဆုံးဓာတ်၊ဖော့ဖရစ်၊တန်ဓာတ် folic acid တို့နဲ့တကွာဗီတာမင်မျိုးစုံအထူးသဖြင့်ဗီတာမင် C မြင်းများဆဆပါဝင်ပါတယ်။ခရမ်းချင်တီးတဲ့ဗီတာမင် C နဆကြောပါရှိပါတယ်။ဒါတွေမကပါဘူး။ကြောက်ဖျုံဒီထဲမှာပါဝင်တဲ့ acid alcoholic acid တမျိုးကြောင့်ခန္ဓာကိုယ်ကိုမဝစေဘူး၊ဝါရာကိုလျော့ချစေတယ်လို့သိရပါတယ်။ကြောက်ဖျုံဒီရဲ့အသားနဲ့ဥတိန်တို့ဟာစီးချွင်စေတယ်။ အပူကင်းစေတယ်တလိပ်ကြီးစေတယ်ရေပြင်းရေဖောပိုက်ကဲအနာမီလက်ခေါင်းတို့ကိုတက်တာပျောက်ကင်းစေပါတယ်အခွန်ပါတဲ့ကြောက်ဖြုံသီးနဲ့ဟင်းချူပြုတ်တောက်ရင်နွေရာဒီမှာအပူကင်းစင်ပြီးတော့ဆူးရှင်အဖောအယောင်ကြစေပါတယ်ကြောက်ဖြုံသီးကိုငှက်ချင်းဟင်းချူချက်တောက်ရင် နာတာရှိကြောက်ကက်ရောင်တာတက်တာပျောက်ကင်းစေနိုင်ပါတယ်မြမစီချမ်းများအလိုအရဆိုရင် ကျက်ဖြုံသည်ဟာချိုရင်းအနှဲငယ်ငယ်နဲ့အရသာရှိတယ်။အားကိုတိုးပွားစေပြီးတော့တဲချီကိုနိုင်တယ်။မဲ့တဲ့အသီးဟာ ဝမ်းမီကိုတောက်စေတယ်။သွေးလေယောဂါနဲ့ယူတုချင်းကိုပျောက်စေပြီးတော့စီးအိမ်ကိုတက်ရှင်းစေတယ်လို့ဆိုထားပါတယ်။ကျက်ဖြုံသည်ဟာ အာဟာရဓာတ်ပြည့်ဝပြီးဗီတာမင် B နဲ့ C အပြင်ကယ်လ်ဆီယမ်ပိုတက်ဆီယမ်တန်ဓာတ်နဲ့အမြင်ဓာတ်တို့လိုခန္ဓာကိုယ်အတွက်လိုအပ်တဲ့ တတုဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ဒါကြောင့်မို့ကြောက်ဖျုံသီးဟာစီးချိုသမားတွေအတွက်အကောင်းဆုံးစားစရာတွေထဲမှာပါဝင်တယ်လို့ကယ်လိုရီပါဝင်မှုနည်းတဲ့အတွက်ကိုယ်အလေးချိန်ချော့ချရမှာလည်းအထောက်ကူပေးပါတယ်။ကြောက်ဖျုံသီးကခန္ဓာကိုယ်အပူကိုငြိမ်းစေတယ်လို့အစိတ်အတော့ကိုလည်းပြည့်စေပါတယ်။ကျောက်ဖြုံဒီဖြော်ရီကိုအစာမရှိတဲ့အချိန်မှာတောက်ပြီးရင် အစာအိမ်အနာအတွက်ကောင်းပါတယ်။ ဒါအပြင်အသင်းပိုင်းသွေးယူခြင်းအတွက်လည်းအစွမ်းထပ်ပါတယ်ကျုပ်ယုံဒီကိုပုံမှန်စားပေးရင် နေရာဒီမှာဖြစ်တတ်တဲ့နှာခေါင်းသွေးယိုခြင်းကိုလည်းကာကွယ်ပေးပါတယ်။ကြောက်ကမှာသွေးယိုစိမ်မှုကြောင့်ဖြစ်လာတဲ့စီးထဲမှာသွေးပါတာအနာတွေကြောင့်လက်ခေါင်းတွေကြောင့်သွေးယိုတာတွေကိုကျုပ်ယုံဒီဖြိုရီတောက်ခြင်းဖြင့်တတ်သားစေနိုင်ပါတယ်။ကျုပ်ယုံဒီဟာ အစာအိမ်နဲ့ဥအသွင်း အမည်ပါမှာအနာဖြစ်ပေါ်ခြင်းကိုကုတရာမှာလည်းအထောက်အကူပေးပါတယ်။အစာအိမ်နဲ့ဥလန်းချောင်းအသွင်းမှာရှိတဲ့အနေရရှိတဲ့ဘက်တီးရီးယားအားလုံးကိုဖယ်ရှားရှင်းလင်းပေးနိုင်လို့အစာအိမ်နဲ့ဥလန်းချောင်းယောဂပိုးဝင်တာအစာမကြေတာတွေကိုကာကွယ်ပြီးသားဖြစ်ပါတယ်။ကြောက်ဖြုံသီးရဲ့အဓိကအားသာချက်ကတော့အမြင်ဓာတ်နဲ့ရေဓာတ်ပါဝင်ခြင်းတို့ပဲဖြစ်ပါတယ်။ရေဓာတ်က90ရာခိုင်နှုန်းကျော်အထိပါဝင်တာပဲဖြစ်ပါတယ်။ ဒါကြောင့်အစာချေဖြတ်ခြင်းကို အထောက်အကူပြုပါတယ်။မနက်စာမှကြောက်ဖြုံကြီးကိုပုံမှန်ထည့်စားပေးရင်ဝမ်းချုပ်တဲ့ပြဿနာကိုဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ကြောက်ဖြုံကြီးရဲ့ဂုဏ်သက်သည့်ဟာအေးမြပြီးအရတာဟာချူပုတ်ပုတ်ဖြစ်တဲ့အတွက်အစုံဥမကြီးကို အားကောင်းစေပါတယ်။တင်းတင်းကိုလက်စထရောကိုကျစေတဲ့အတွက်နှလုံးသွက်လည်းကောင်းပါတယ်။ဒါတွေပြင်ကြောက်ဖြုံကြီးဟာ အလားပါသွက်လည်းအသုံးဝင်ပါတယ်။ကြောက်ဖြုံကြီးကြိတ်ထားတဲ့အရေးကို တံပြာရည်နဲ့ရောပြီးအရည်ပြားပုံမှာလိမ့်တာပဲဖြစ်ဖြစ်တခြားမျက်နှာပေါင်းတင်စေးတွေနဲ့ရောသုံးတာပဲဖြစ်ဖြစ်လှုပ်ပေးရင်အမင်းဆက်တွေကိုရောပါပြီးအตาအရည်စုပ်ပြီးဝင်းလက်စေပါတယ်ဒါတွေကတော့ကြောက်ဖြုံဒီပင်ရဲ့ကောင်းကျိုးတွေပါဆက်လက်ပြီးတော့ကြောက်ဖြုံဒီကိုဘလို့အသုံးပြုမယ်ဆိုရင်ဘယ်အသွဲကောင်းစေတယ်ဆိုတာကိုအတိအကျပြောပြပါမယ်ဖြစ်ပါတယ်ရှင်နာစင်ပါဝင်ရှင် စိုးရင်ပူပန်ပြီးညအိတ်မပြောသူတွေအနေနဲ့ကြောက်ဖြုံဒီဖြော်ရင်အကျန်းပကံတလုံးခန့်ကိုတနည်းတစ်ကြိမ်တောက်ပေးခြင်းအပြင်စိတ်ဖိစီးမှုတွေကိုသက်သာစေပြီးတော့အိတ်ပြောစေပါတယ်။အရေပြားမှာအပူလောင်တာတွေဖြစ်ရင်ကြောက်ဖြုံဒီကြိတ်ရည်တတူရည်ကို ပြားရည်အနေငယ်ရောဆက်၍စွတ်ဖြန်းလိမ့်ကြံပေးပါကသက်သာစေပါတယ်။ အသေးရောင်အတဝါဖြစ်ရင်ကြောက်ဖြုံသည်တက်သူရေ အကျန်းတပကံလုံးစာမှာဂလူးကို့စ်လက်ဖက်ရည်စွန်းတစွန်းရောဆက်ပြီးတစ်ချိန်တောက်ရင်အကျန်းပကံတစ်လုံးခန့်တစ်နေ့နဲ့ချိန်တောက်ပေးပါကသက်သာစေပါတယ်။လီနာအသက်ဆိုရင်တော့ကြောက်ဖြုံသည်တက်သူရေအကျန်းပကံသုံးလုံးစာမှာတကြားလက်ဖက်ရည်စွန်းနှစ်စွန်းကုန်ကုမန်တရွေသားရောဆက်ပြီးစီးသုံးခွက်စာခွဲပြီးတော့တစ်နေ့သုံးချိန် တောက်သုံးပေးမယ်ဆိုရင်လေနာတက်သားစီပါတယ်။စီးကြောင်တည်ချင်းအတွက်ကြောက်ဖယုံတီတက်သူရီကိုရှာလကာရီနဲ့စတူရောဆက်ပြီးတစ်ကြိမ်တောက်လေအကျန်းပကံတလုံးခန်းတစ်နေ့နှစ်ကြိမ်တောက်ပေးပါကတက်သားစီပါတယ်။သူဝင်သွားရင်ချောက်ဖယုံတီတက်သူရီကိုတစ်ကြိမ်တောက်လေအကျန်းပကံတလုံးခန်းတစ်နေ့နှစ်ကြိမ်တောက်ပေးပါကတက်သားစီပါတယ်။ကြွေးအနက်ဆိုခြင်း ိုနဲ့စိုးရွားခြင်းတွေဖြစ်လာတဲ့ဆိုရင်ကြောက်ပြုံဒီကို မကြမကြချက်စားပေးခြင်းအပြင်တက်တာစီပါတယ်။သူအာနေတက်တဲ့သူဆိုရင်ကြောက်ပြုံဒီကိုဓာတ်စာအနေနဲ့မကြခနာချက်စားပေးမယ်ဆိုရင်တက်တာစီပါတယ်။ချီးတဲ့များလို့ခန္ဓာကိုရေတက်ဆုံးရှုံးတဲ့အခါမှာစီးသွားနေပြီးစီးကြောက်တဲ့တာတွေဖြစ်တတ်ပါတယ်။ကြောက်ပြုံဒီကို ပုံမှန်စားပေးခြင်းအပြင် ခန္ဓာကိုယ်ရဲ့ရေဓာတ်ကိုထိန်းသိမ်းပေးပြီးတော့စီးရွှင်စေတဲ့အာနိသင်ရှိတာကြောင့်စီးကြောက်တဲ့တာကိုကာကွယ်ပေးနိုင်ပါတယ်။ဒါပြင် စီးပူခြင်း၊စီးအောင့်ခြင်း၊စီးချုံခြင်းတွေဖြစ်ရင် ကြောက်ဖြုန်ပြီးကိုဟင်းချိုချက်တောက်ပေးခြင်းဖြင့်တတ်သားစေပါတယ်။အသက်အရွယ်ကြီးတဲ့သူတွေမှာစီးနဲ့ပတ်သက်တဲ့ဝေဒနာတွေဖြစ်တဲ့ဆိုရင်ကြောက်ဖြုန်သည့်ဟင်းချိုကိုပဇွန်ချောက်ငကြီးချောက်များနဲ့ရောချက်ပြီးဓာတ်စာအဖြစ်စားမယ်ဆိုရင်တတ်သားစေပါတယ်။ မနှက်စာစားတဲ့အခါကြောက်ဖျုံသီးဟင်းကိုပုံမှန်ထည့်စားပြီးရင်ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ဒါအပြင်ဘိုးပြောက်စီတဲ့အာနိသင်လည်းရှိတာကြောင့်ခေါင်းမလျှော်ခင်မှာကြောက်ဖျုံသီးတက်သူ့ရေကိုဥယေပြားနဲ့စပင်းမှာအရင်ဆွတ်လိုင်းပြီးမှခေါင်းလျှော်မယ်ဆိုရင်ဥယေပြားကိုအေးမြစေပြီးပေါက်ထခြင်းကိုတိတိတတ်တာတတ်တာစေပါတယ်။ကျောက်ဖျုံသည်အစိကိုထောင်းပြီးတော့အုံးစီနဲ့ရောလိုင်းပေးရင်သပင်းတန်စေပါတယ်။ ကြောက်ဖြုံသည်ဖြောရေးဆိုတာကြောက်ဖြုံသည်စိမ့်ကိုအခွန်ခွာကြိုက်ပြီးတဲ့အခါမှာအရေးကိုစစ်ယူပါတယ်အဲ့ဒီစစ်ယူထားတဲ့အရေးကိုတတူရေလို့ခေါ်ပါတယ်တတူရေအကျန်းပကန်းလုံးတလုံးစာမှာတကြားလက်ဖက်ရည်ဇွန်းတဝက်ရောဆက်ပြီးဖြောထားတဲ့ဖြောရေကိုဆိုလိုတာဖြစ်ပါတယ်ဒါကတော့ဖြောရေအနေနဲ့အသုံးပြုတဲ့အခါမှာအသုံးပြုတတ်စီဖို့ထပ်မံရှင်းပြတာပဲဖြစ်ပါတယ် အချွန်အပြင်းဆိုရမယ်ဆိုရင်ကြောက်ဖြုံဒီရဲ့ကောင်းကျိုးကတော့ဥလန်းချောင်းဆန်ရနဲ့အစာအိမ်တွေကိုတတ်ရှင်းစေပြီးတော့စီးနဲ့ပတ်သက်တဲ့ယောဂါတွေကိုသက်သာစေမှာပဲဖြစ်ပါတယ်။အလားပါအနေနဲ့မျက်နှာဒါမှမဟုတ်စပင်တွေမှာလည်းအသုံးပြုနေတာပဲဖြစ်ပါတယ်။ကြောက်ဖြုံဒီဟာအလွယ်တကူရရှိနိုင်တဲ့အသီးလေးဖြစ်တယ်။ကျမရည်တွေအကျိုးအကျေးဇူးတွေအများကြီးရှိတယ်ဆိုတာလေပြပြီးဆိုတော့ ချော့ဖျွန်တီရဲ့အကျိုးအာနိသင်တွေကိုရရှိနိုင်ဖို့ ကိုကိုတိုင်ဟင်းလျာအနေနဲ့မကြခနာချက်ပြုတ်စားကြပါလို့အကြံပြုသိသွင်းပါစီရှင်အဆုံးထိနားဆင်ပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်ရှင်နောက်ထပ်နောက်ထပ်လည်းခုလိုမျိုးကျမ်းမာရေးအကောင်းကျိုးပေးတဲ့အပင်တွေအကြောင်းတွေကိုပြောပြပေးအောင်ပါမို့ဘေးမှာရှိတဲ့ခေါင်းလောင်းလေးကိုလည်းနှိပ်ဖို့မမေ့ပါနဲ့အောင်တော့ဒီခေါင်းလောင်းပုံလင်းကိုနှိမ့်မှာ တင်ဆက်မှုတွေကိုအဆက်မပြတ်နားဆင်နိုင်မှာပဲဖြစ်ပါတယ်ရှင်အားလုံးကိုစိတ်နှပြစမ်းမချမ်းသာကြပါစေရှင်